ဆရာတော်အရှင်မြတ်ဖေဟာမွေးနေ့ပါတီတစ်ခုမှာမိ쇠တယောက်နှင့်တွေ့ရင်ဆမ်းမိဆက်ရာပြောဆိုကြရမှာထိုမိ쇠ကပရိယုတ္တာဟာဗုဒ္ဓဝါဒမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။တပည့်တော်ဘာမှပြန်မပြောခဲ့ပေမဲ့သူပြောတဲ့စကားကတပည့်တော်ရဲ့ယင်ထဲမှာစူးဝင်ကြံနေခဲ့ပါတယ်။ပရိယုတ်ဆိုရင်ရှင်တော်ဗုဒ္ဓဟောကြားခဲ့ပါသလားဖေဟာ။ ထိုမိတ်ဆွေပြောသလိုပရိယုတာဟာမနန်ယုဖတ်သလိုမျိုးဖြစ်နေပါသလားဖေယားပရိယုတဲ့အတွက်ကြောင့်나ယူသူမှာဘာကြောင့်ဒါမှမဟုတ်ဘလိုနည်းနဲ့အကျိုးတရားတွေရရှိပါသလဲဖေယားတနာဂယုနာရှေ့ထား၍ဖြေချပေးစီခြင်းပါれဖေယားဝါချန်းနှစ်ခုကိုထက်ခါထက်ခါပို့တိုက်ရင်မိထွက်တာဘီးရဲ့လက်ပတ်ပို့တိုက်မှုကြောင့် စွမ်းအင်ကိုရပြီးစပေးရှိကမီလုံလင်းလာတာတွေကိုတွေ့နိုင်တယ်။နီဘာရာပြည်နယ်ကကဘာအံဖွဲအီယာမာဟူဘာဒန်ရေအားလျက်စစ်ဆေးရုံကဘီဂျီတွေရဲ့လက်ပတ်မှုနဲ့ထုတ်လုပ်တဲ့လျက်စစ်စွမ်းအင်ကိုကယ်လီဖိုးနီးယားမြောက်ပိုင်းနီဘာရာနဲ့အရီဇိုးနားပြည်နယ်တွေမှာလျက်စစ်မီးကိုအရှံပဲသုံးနိုင်ပါတယ်။မြန်မာနိုင်ငံလိုသုံးနိုင်ငံနီဘာလောက်သုံးနိုင်တဲ့စွမ်းအင်မှာအဲ့ဒီလောက်ကြီးမားတဲ့ရုပ်စွမ်းအင်ဆိုတာအမှန်တော့နန်စွမ်းအင်ရဲ့ထုတ်လုပ်ချက်မြတာဖြစ်ပါတယ်။ရုပ်တရားမှာ ဲ့ဒီလိုတဘာဝစွမ်းရည်မျိုးရှိတယ်လို့ပရိတော်တွေကိုကျင့်ဖန်များစွာရုတ်ဖက်သူမှလည်းမြင့်မားတဲ့နတ်စွမ်းရည်နန္တတိတွေရှိလာနိုင်ပါလေစကလုံးတွေကိုထက်ခါထက်ခါရုတ်ဆိုပွားများရင်အဲ့ဒီစကားလုံးတွေကထူးခြားတဲ့နတ်စွမ်းရည်တွေကိုထုတ်ပေးတဲ့ကြောင်းပညာရှိတို့မိတ်ဆိုပါတယ်ပရိတော်တွေကိုရွဆူစဲမှာဖြစ်ပေါ်လာတဲ့စေတနာမေတ္တာတစ္ဆာစတဲ့နန္တရားတွေရဲ့အစွမ်းတတ္တိဟာ အဲ့ဒီရုပ်စွမ်းအင်ထက်ကြီးမားတဲ့စွမ်းအင်ကိုထုတ်ပေးနိုင်ပါတယ်ဗုဒ္ဓကိုယ်တော်တိုင်လည်းနန်စွမ်းအင်ကိုအသုံးပြုတော်မူခဲ့ပါတယ်ဗုဒ္ဓရှင်တော်မြတ်ဟာပြိနိဗ္ဗာန်စံခါနီးမကြွလန်းနိုင်လောက်အောင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကိုတမပတ်တမတိနဲ့ထောက်ကံပြီးဆဲလာလောက်မရက်နာပဲခြေလင်ခီးကြွချီတော်မူနိုင်ခဲ့ပါတယ်အာနန္ဒာငါအသက်80ရှိနေပြီလဲဦးသည် ကျိုးဖြင့်တုံနောင်၍တည်တန်းတကယ်သူငါဖျားဤခန္ဓာကိုယ်သည်အယဟတ်တဖို့တမတိဖြင့် ဖွဲ့ချည်၍တည်တတ်နေ၏ဆန္ဒလှုပ်လို့တဲ့ဆန္ဒစိတ်သက်ဆွေးမြဲတဲ့စိတ်ဝိရိယမပြင်းမရလှုပ်ဆောင်မှုပညာချင်းချင်းတက်တဲ့အသည့်ဒီတရားလေးမျိုးဟာအဋ္ဌိပါဒစိတ်ဆွမ်းရင်ရဲ့အခြေခံတွေဖြစ်ပါတယ်အဲ့ဒီအဋ္ဌိပါဒတရားလေးမျိုးကိုချိန်ဖန်များစွာပွားများသူသည်တတန်းဆုံးအောင်တတန်းကျော်အောင်အသက်ရှင်နေနိုင်၏မြတ်ဗုဒ္ဓဟာနတ်တရားတွေရဲ့အစွမ်းတတ္တိကြီးမားပုံကိုအခါများစွာဟောတော်မူလေးရှိပါတယ် ရိယုတ်တယ်ဆိုတာဆိုခဲ့တဲ့စေတနာမေတ္တာတစ္ဆာစတဲ့နန္တရားတွေကိုစွန့်ရင်မြင်တာပါအဲ့ဒီတရားတွေကတမထသူမဟုတ်ဝိပဿနာဘာဝနာအဆင့်ကိုမရောက်သေးပေမဲ့ချိန်ဖန်များစွာပွားများရင်ထူးခြားတဲ့စွန့်ရည်တွေကိုရရှိစေတယ်ဆိုတာကိုကျမ်းဂန်တွေမှာဖော်ပြပါတယ်။ယဟန်တို့အာရနာတရားမြည်သောအယံတားယက်ခံကိုတင်ယူကြလော့အဖန်ဖန်လိလာကြလော့ယင်းသည်လူများ၏အကာအကွယ်ဆောင်လျှောက်ဖြစ်၏။ ယဟန်တို့ဘေးရန်မှလုံခြုံရေးအတွက်ပရိတ်ကိုတင်ယူပို့ချသောယဟန်မှသည်အာပတ်မှကင်းလို့ဤပရိတ်ဟူရာ၌တစေတရေ၌မန္တန်၊မွေ၌မန္တန်စသည့်မန္တန်မျိုးမျိုးလဲအဲ့ဤပထမကျမ်းကိုအရာ မြတ်ဗုဒ္ဓကယဟန်တော်တွေကိုအာရဏတိယတုတ်ကိုတင်ယူဖို့တိုက်တွန်းလာကိုတွေ့နိုင်ပါတယ်။ဒုတိယကျမ်းကိုမှာပါတဲ့မန္တန်မျိုးကိုတော့ယဟန်မှတွေတင်ယူကောင်းလို့ကောင်းရင် ယဟန်ယောက်ျားတွေလည်းပါပါတယ်ပါဠိတော်တွေမှာတိုက်ရိုက်လာတဲ့ပရိတော်တွေကတုတ်တန်တွေဆိုရင် ပြောစရာမလိုဘူးပေါ့ပရိကြီးဆဲတတုတ်ဆိုတာကထိုထိုတုတ်တန်တွေကဆွဲထုတ်ထားတဲ့ပါဠိတော်အပိုင်းစာတွေပါတတုတ်စီကိုစစ်ကြည့်ရင်တစ္ဆာပြူတာမေတ္တာပို့တာဂုဏ်တော်စီဖြန်းတာတွေပါပဲဒါကြောင့်ပရိဆိုတာဖျားဟောပရိယုဖို့ဖျားခွင့်ပြုခဲ့တယ်လို့အခိုင်အမာမှတ်ယူသင့်ပါတယ် ရိယုတာဟာဘုဒ္ဓဝါဒမဟုတ်ဘူးလို့ဆိုရန်ခိုင်လုံတဲ့အကြောင်းတရားမရှိပါဘူး။ပရိတရားတော်တွေဟာနန္တရားတွေဖြစ်လို့အဲ့ဒီနန္တရားတွေကိုခန္ဓာကိုယ်ထဲမှာစိတ်ထုံသွားအောင်စူးစူးဆိုက်ဆိုက်ယူပွားနေရင်သဏ္ဍာစိတ်တဝိရိယဝိမန္တဆိုတဲ့အဋ္ဌိပတ်ဖြစ်သွားပြီးအကျိုးပြီးမြောက်နိုင်ပါလေ။နာမကျန်းဖြစ်တဲ့အခါ ြောက်လိုတဲ့ဆန္ဒလည်းပြင်းပြမယ်ပြောက်ဖို့လည်းစိတ်ထက်တန်နေမယ်ပြောက်အောင်လည်းကြိုးစားပြီးကုသမယ်တင့်မတင့်ချင်းချင်းနဲ့ညံကလည်းဦးစီးနေမယ်ဆိုရင်အဲ့ဒီအတွင်းစိတ်ဟာဘောဇင်တရားတွေကိုကြားနာရွပွားတဲ့တရားစေတနာတိုးပွားမှုအရှိန်နဲ့ထိတွေ့တဲ့အခါအဲ့ဒီအရှိန်စွမ်းအင်ရဲ့ရိုက်ခတ်မှုကြောင့်ရွဖက်သူမှဖြစ်စေနာယူသူမှဖြစ်စေပူလောင်နာကျင်မှုတွေရောပါသွားပါတယ်အဲ့ဒီလိုနဲ့မိမိကိုယ်မှာယောဂပြောက်တဲ့အပြင် အနိယကိနဲ့အကျိုးကိုရရှိတာပါအရှင်မဟာကတ္တပနဲ့အရှင်မဟာမောဂလန်တို့နာမကျမ်းဖြစ်လို့ဗုဒ္ဓကိုယ်တိုင်ဘောဇင်ခုနှစ်ပါးတရားကိုဟောကြားလို့ယောဂပြောက်ကင်းသွားပါတယ်။မြတ်ဗုဒ္ဓကိုယ်တိုင်နာမကျမ်းဖြစ်လို့အရှင်စုံနာမထေကအဲ့ဒီဘောဇင်ခုနှစ်ပါးတရားကိုရွတ်ပြတဲ့အခါမြတ်ဗုဒ္ဓလည်းကျမ်းမာသွားပါတယ်။အရှင်ဂရိမာနန္ဒနဲ့နကုလပိတာသူကျွဲတို့လည်းဗုဒ္ဓဟောတဲ့တုတ်တန်တွေကိုနာယူပြီးကျမ်းမာသွားကြပါတယ်။ ပြိဏာယူသူမှာရှိရမဲ့အင်္ဂါရက်တွေကတပိစာနန္ဒရိယကံကျူးလွန်ထားရင်နိနိယတမိစ္ဆာတိဋ္ဌိရှိနေရင်နိယတမိစ္ဆာတိဋ္ဌိဆိုတာဆွေမြင့်ပြင်းထန်အစွန်းရောက်တဲ့အယူမှားကိုပြောတာပါ။သုံးပြိစွမ်းအင်ကိုမယုံကြည်ရင်ပြိအကျိုးမရှိနိုင်ဘူး။တကားတကားမတို့အတွက်အထူးရည်ရွယ်ပြီး ယူပွားသူအနေနဲ့အနတ်အိဗယ်ကို နားလဲအောင်တင်ယူထားရမယ်နှင့် ပုပ်ပြီးတို့ကိုမကြံစေပဲပြည်စုံအောင်လိလကျက်မှတ်ထားရမယ်။သုံးရမယ်လက်လာပေါကို မငဲ့ပဲမေတ္တာရှိထား၍ရွတ်ဖက်ရမယ်။ပြီးရင်ကာယတုံးမှာအရှင်နုလုတာမထေရဟာတာဝတိမျိုးစေတဝန်เจ้าမှာတရင်သုံးခိုက်တစ်ခုသောမိုးတောက်ရံမှာတုတ်တန်တွေကိုရွတ်အပ်နေပါလေ။ဘီလူမတယောက်တားငယ်နဲ့အတူရောက်လာပြီး အရှင်မြတ်ရဲ့ရွတ်ဖက်တံကိုနာယူပါလေ။တားငယ်ကအတန်ပြူတဲ့အတွက် တားရီအတံမပြုတ်နဲ့ယဟန်ရွတ်တဲ့တရားကိုတည်ပြီးလိုက်နာကျင့်ကြံနိုင်ရင်တို့တွေဘီလူဘောကလွတ်မြောက်နိုင်လိမ့်မယ်လို့ဆိုတယ်။တရားတော်တုတ်တန်အဆုံးမှာဘလူမသောတာပန်တည်သွားပါတယ်ဗုဒ္ဓဓမ္မကိုရွတ်ဖတ်မှုဟာအဲ့ဒီလိုလေသူတပားအကျိုးကိုဆောင်ရွက်ပေးနိုင်ပါလေဒါကြောင့်ပရိမယုခင်မှာတမန္နာသကဝနေသူအတရာကိစ္ဆန်တုဒေဝရာဆိုတာစကြဝဠာဝင်းကျင်ကနတ်ပြမအပေါင်းတို့ ဣပရိတရားကိုဟောကြားသည့်နေရာသို့လာရောက်ကြပါလို့ဖိတ်ကြားတာဖြစ်ပါတယ်။တုတ်တန်တွေရဲ့အတိတ်ပဲမှန်ကိုနားမလည်ပဲဆွဆွဲပြောဆိုရင်ဖျားကိုဆွဆွဲရရောက်တယ်ကိုကိုကိုလည်းတူးဖြူရရောက်တယ်အခုတို့လည်းတိုးပွားပါတယ်အတိတ်ပဲမှန်ကိုတိလို့ရင်ဆရာကောင်းကိုစိကပ်ဖို့ပညာရှိကိုဆရာတင်ဖို့ဝင်မလေးတင်ဘူး အတ္တမိမံငါပဲဆိုတဲ့မာနကို ရှည်တန်းတင်နေရင်ဘဝတလျှောက်အမှန်တရားနဲ့မနှီးဆက်နိုင်ဘူး